မင်္ဂလာပါအလဲဦးတိုင်းနိုဝင်ဘာလ2ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းတွေကတော့73စီအားနိုင်ငံတွင်းလိုအပ်ချက်ဤ300ဂိုင်းလုံးကန့်တာပြည်တွင်း၌ထုတ်လုပ်နိုင်ပြီးကြန့်ရှိတဲ့73စီကိုပြည်ပမှတင်သွင်းရလျက်ရှိတယ်လို့ဆိုတဲ့သတင်းထဝယ်မြို့တွင်စီးပွားရေးလုပ်ငန်းရှင်တအူးနေရင်တွင်းတွင်တနက်ဖြန်ပြစ်ခတ်ခံရပြီးထံရရှိတယ်ဆိုတဲ့သတင်းပါကစ္စတန်အာဖဂန်နစ္စတန်ဆွေးနွေးပွဲများပြန်လည်စတင်မယ်လို့တူရကီပြောကြားတယ်ဆိုတဲ့သတင်းထရန်ဆိုယာကနှစ်စဉ်ဒုက္ခသည်8500ကိုသာ လက်ခံမဲ့မူဝါဒအသက်ကိုထုတ်ပြန်လိုက်ပြီးလူပြူတောင်ပြိကသားများအားဦးစားပေးမယ်ဆိုတဲ့တဲ့အစရှိတဲ့တဲ့ကိုတင်ဆက်ပေးပါပါဦးစုံတဲ့တဲ့ဘုံနေနေ73စီအားနိုင်ငံရေးလိုအပ်ချက်ဤ300ခန့်လုံးကန့်သာပြည်တွင်း၌ထုတ်လုပ်နိုင်ပြီးကြန့်ရှိတဲ့73စီကိုပြည်ပမှတင်သိမ်းရလျက်ရှိရယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါပါ73စီကိုနိုင်ငံရေးလိုအပ်ချက်ဤ300ခန့်လုံးကန့်ကိုသာပြည်တွင်း၌ထုတ်လုပ်နိုင်သေးပြီးကြန့်ရှိတဲ့73စီကိုပြည်ပမှတင်သိမ်းရလျက်ရှိတယ်လို့စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ပြည်ရင်းမှထုတ်ရရှိတဲ့ရေနံစိမ်းများအားဌာနကြီးချက်မှုအောက်ရှိရေနံချက်ဆက်ယုံများတွင်ချက်လုတ်ဖြန့်ဖြူးပြလျက်ရှိပေမဲ့ပြည်ရင်းထုတ်လုပ်မှုမှာနိုင်ငံတွင်းလိုအပ်ချက်ရဲ့300ခန့်နှုန်းခန့်သာရှိတဲ့အတွက် ထပ်မံလိုအပ်တဲ့ဆက်သုံးစရိတ်အများစုကိုနိုင်ငံခြားငွေနဲ့ပြည်ပမှအဝယ်ယူတင်သွင်းရလျက်ရှိကြောင်းနိုင်ငံအတွက်လိုအပ်တဲ့ဆက်သုံးစရိတ်များကိုပြည်ရင်းမှာတိုးမြင့်ထုတ်လုပ်ပေးနိုင်ရေးအတွက်ရေနံရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအားမြင့်တင်ဆောင်ရွက်ခြင်းရေနံချက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးအစီအမံများချမှတ်ပြီးအပိုင်းလိုက်အကောင့်ထယ်ဖို့ခြင်းများဆောင်ရွက်လျက်ရှိရလို့စွမ်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေတဲ့ကာလများအတွင်းဆက်သုံးစီများကိုပြည်ပမှဝယ်ယူတင်သွင်းသုံးပြုရမှာအများပြည်သူတို့တက်တာတဲ့ဈေးနှုန်းနဲ့ဖြန့်ဖြူးနိုင်ရင်နိုင်ငံတော်မှာ ရခိုင်နောက်တစ်ခု site ထုတ်ကြခံဆောင်ပေးလျက်ရှိတဲ့အတွက်မြန်မာနိုင်ငံမှာရောင်းချလျက်ရှိတဲ့73စီဈေးနှုန်းများဟာ data တွင်အာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ပါကအထိုက်အလျောက်တသက်မှုရှိတာကိုတွေ့မြင်နိုင်ကြောင်းစွမ်းဝင်ကြီးဌာနအနေနဲ့နိုင်ငံတော်မှာပြည်သူလူထုတက်တာချောင်းချီရေးအတွက် site ထုတ်ဆောင်ရွက်ပေးမှုများအားပြည်သူလူထုမှအမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးဈေးကွက်အတွင်းပြန်ပြူလျက်ရှိတဲ့73စီများရဲ့အရေးသွေးနဲ့အစဉ်အတွေ့ပြည့်မီမှတ်ကန်စေရေးနိုင်ငံတော်အတွက်ရာသင်ရထိုက်တဲ့အခွန်အခများအပြည့်အဝ ကောက်ခံရရှိရေးနဲ့နိုင်ငံတော်ရဲ့စွမ်းရည်လုံခြုံရေးအာမခံချက်ရှိစေရေးတို့အတွက် ကြီးကျက်ရန်တာဝန်ရှိတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့တော်ဝင်မျိုးတွေစီးပွားရေးလုပ်ငန်းရှင်တဦးနေရင်အတွင်းတွင်တနက်ဖြစ်ပြစ်ခတ်ခံရပြီးတန်ရရှိရေးဆိုတဲ့ကိုတင်ဆက်ပေးပါပါ။တိုင်းနိုင်ငံဒီစာကြီးထဝယ်မြို့တွင်စီးပွားရေးလုပ်ငန်းရှင်တူအော်တိုဘာလ32ရက်နေ့ကနေရင်အတွင်းတွင်တနက်ဖြစ်ပြစ်ခတ်လုံးကြံခံရတာကြောင့်တန်ရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့လိုတနက်နေ့ပြစ်ခတ်ခံရသူစီးပွားရေးလုပ်ငန်းရှင်ရဲ့အမိမှာဥကြော်ကြော်ဦးဖြစ်က အော်တိုဘားလာ32ရက်နေ့နက်ပိုင်းကစင်ပူရက်ွက်ရှိ နေအနီကားထားတဲ့နေရာမှာကားယူထားတဲ့အချိန်မှာအသင်ဆောင်နေသူ2ဦးကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တနက်နေ့ပြစ်ခတ်သူများဟာ အိမ်လန်းပန်းမှပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးပြစ်ခတ်သူများမှာဆိုင်ငယ်တစည်းနဲ့လာရောက်တဲ့အမျိုးသားနှစ်ဦးဖြစ်တယ်လို့သိရကြောင်းဒေသခံများကပြောကြားခဲ့ပါတယ်။အဲ့လိုတနက်နေ့ပြစ်ခတ်ခံရတဲ့ဦးကျော်ကျော်ဦးဟာတရားရပြီးရဲ့နောက်ဆေးရုံတွင်ဆေးဝါးကုသမှုခံယူခဲ့ရာလက်ရှိတွင်ကျန်းမာရေးအခြေအနေကောင်းမွန်သက်သာလာနေကြောင်းသိရပါတယ်။လက်ရှိမှာကျွလွန်သူများကိုဖမ်းမိရေးအတွက်တာဝန်ရှိသူများကဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။ဦးကျော်ကျော်ဦးဟာ တဝဲမျိုးတွေပရာဟိတလုပ်ငန်းများဆောင်ရွက်ပေးသူဖြစ်ကြောင်းတက်ချင်ဤအသင်းမှဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတကယ်တော့ကိုဗစ်ရောဂါကာလမှာလည်းကုညီဆောင်ရွက်ပေးမှုများစွာလှုပ်ဆောင်ခဲ့ကြောင်းဒေသခံများကပြောကြားပါရယ်ဆက်လက်ပြီးတော့ပါကစ္စတန်အာဖဂန်နစ္စတန်ဆွေးနွေးပွဲများပြန်လည်စတင်မယ်လို့တူရကီပြောကြားနေဆိုတဲ့ရင်ကိုတင်ဆက်ပေးပါပါတူရကီနိုင်ငံအစ္စတန်ဘူမြို့တော်တွင်လာမယ့်သတင်းပတ်မှာပါကစ္စတန်အာဖဂန်နစ္စတန်ဆွေးနွေးပွဲနောက်တစ်ကြော့ပြန်လည်စတင်သွားမှာဖြစ်ကာ ထိုအချိန်ထိပြစ်ခတ်ရဲစဲရေးကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့တူရီနိုင်ငံသားဝန်ကြီးဌာနကအော်တိုဘာလ30ရက်နေ့နှောင်းပိုင်းကအတည်ပြုခဲ့ပါတယ်2021ခုနှစ်မှာတာလီဘန်တို့အာဖဂန်အာဏာကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်ပိုင်းတောင်အာရှအိမ်ဒီချင်းနိုင်ငံများအကြားလူသေဆုံးမှုအများဆုံးပဋိပက္ခများဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ6ရက်နေ့မှာအဲ့ဒီဆွေးနွေးပွဲပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်ပါတယ်။ အော်တိုဘလ9ရက်ကကပူးမြို့တော်မှာပောက်ကွဲမှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်အကြမ်းဖက်မှုများအတွင်လူ90ကျော်သေဆုံးက လူပေါင်းရာစီထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတာလီဘန်အာဏာပိုင်များကပါကစ္စတန်ကိုပြစ်တင်ပြောကြားခဲ့ပါတယ်အဖွဲ့အစည်းတွေအားလုံးကအပြစ်ခက်ရေးဆေးရေးကိုဆက်သွားဖို့သဘောတူကြပါတယ်။နိုဝင်ဘာလ6ရက်နေ့အစ္စတန်ဘူမှာပြုလုပ်မဲ့အရေးပါတဲ့အစည်းအဝေးမှာတော့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုဆွေးနွေးဆွတ်ဖြတ်သွားမှာပါလို့တူရကီနိုင်ငံသားရေးဝန်ကြီးဌာနကဆိုပါတယ်။ နိုင်ငံလုံးဟာတူရကီနဲ့ကာတာကြားဝင်ဆီဆက်မှုနဲ့အစ္စတန်ဘူမှာဆွေးနွေးညှိနှိုင်းခဲ့ကြပြီးအဲဆွေးနွေးမှုဟာအောင်မြင်မှုမရှိကြောင်းပါကစ္စတန်ကအော်တိုဘာ29ရက်နေ့မှာပြောကြားခဲ့ပါတယ်။ ဆွေးနွေးမှုများပြန်လည်စတင်ပွဲရှိတယ်လို့ပါကစ္စတန်နိုင်ငံပိုင်သတင်း PTV နဲ့အာဖဂန်နိုင်ငံပိုင်သတင်း RTA တို့မှဖော်ပြထားပါတယ်။ RTA ကမှဆွေးနွေးမှုများအောင်မြင်ခြင်းမရှိတဲ့အကြောင်းရင်းမှာပါကစ္စတန်ဘက်ကအကျိုးအကြောင်းမညီညွတ်တဲ့တောင်းဆိုမှုများကြောင့်ဖြစ်တယ်လို့ပြစ်တင်ထားပါတယ်။အာဖဂန်တာဝန်ရှိသူများကမှဆွေးနွေးညှိနှိုင်းမှုများပြန်လည်စတင်မှုနဲ့ပတ်သက်ပြီးလူသိရှင်ကြားမှတ်ချက်ပြုထားခြင်းမရှိပါဘူး။စိတ်မကောင်းစရာကတော့အာဖဂန်ဘက်ကအမခန့်ချက်တွေမပေးခဲ့ပါဘူး။ အတိကပြဿနာကနေတွေ့ဖြစ်ပြီးအပြန်အလှန်အပြစ်တင်မှုနဲ့လက်ကွက်တွေကိုသာရွေးချယ်ခဲ့ပါတယ်လို့ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးအဒူလာတာရာကကာတာနဲ့တူရကီတို့ရဲ့ဂျာဝေဆက်ဆက်မှုနဲ့၄ရက်ကြာဆွေးနွေးကြိုးပမ်းမှုများပြီးမှ ACE လူမှုမီဒီယာမှာဆိုပါတယ် ဒါကြောင့်ဆွေရင်းညီနှဲမှုများဟာလက်တွေ့ကျတဲ့ဖြေရှင်းနည်းကိုထပ်ပေါ်စေခဲ့ခြင်းမရှိဘူးလို့၎င်းကဆိုပါတယ်။ပါကစ္စတန်ဟာငြိမ်းချမ်းရေးစစ်တပ်နဲ့အာဖဂန်နစ္စတန်နဲ့ထိတွေ့ဆက်ဆံခဲ့ကြောင်းဒါမှမဟုတ် အာဖဂန်ဟာပါကစ္စတန်ဆက်ကျင်တဲ့အကြမ်းဖက်သမားများကိုခိုင်မာစွာထောက်ပံ့ပေးနေကြောင်းတာရာကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ထရန်ဆိုယာကနှစ်စဉ်ဒုက္ခအသည်8500ကုသလက်ခံမဲ့မူဝါဒသစ်ကိုထုတ်ပြန်လိုက်ပြီးလူပြူတောင်အာဖရိကသားများအူစားပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ ခရဆိုရာကနှစ်စဉ်လက်ခံမဲ့ဒုက္ခသည်အခြေအတွက်ကိုအများပြားလျှော့ချမဲ့အစီအစဉ်များအောက်တိုဘာ30ရက်တွင်ထုတ်ပြန်လိုက်ရာလက်ခံမဲ့ဒုက္ခသည်အခြေအတွက်လည်းအ ਨੇ ဆုံးစံချိန်အထိဖြစ်လာမှာဖြစ်ပြီးလူပြူတောင်ဝိကသားများကိုဦးစားပေးလက်ခံသွားမယ်လို့ဆိုပါတယ်မူဝါဒတည်းအရအမေရိကန်ပြည်ထောင်စုက2026ခုနှစ်ဗန်နာယီနှစ်မှာဒုက္ခသည်8500ကိုလက်ခံမှာဖြစ်ရာအဲ့ဒီရေအတွက်ဟာဒီမိုကရက်တစ်သမရဟောင်းဂျိုးဘိုင်တန်လက်ထက်မှာလက်ခံခဲ့တဲ့ဒုက္ခသည်အရေအတွက်တသိန်းထက်များစွာညွှန်နေပါတယ် အင်ဂျိုရဲ့ထုတ်ပြန်ချက်မှတ်တမ်းအရလာမယ့်ဗန္ဒာရီနှစ်မှာလက်ခံသူအများစုမှာလူဖြူတောင်ဖရိကသားများမိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံများတွေဥပဒေချိုးဖောက်တဲ့ခွဲခြားဆက်ဆံခံရခြင်းတမမဟုတ်တရားမျှတမှုမရှိဘဲခွဲခြားဆက်ဆံခံရသူများကိုလက်ခံမယ်လို့ဆိုပါတယ်။2026ဗန္ဒာရီနှစ်ဟာအော်တိုဘောလာတရက်နေ့မှာစတင်ခဲ့ပါတယ်။ ဝင်ခွင့်လက်ခံမဲ့အရေးအတွက်ကိုတောင်အာဖရိကမှလာတဲ့အာဖရိကတိုက်သားတွေကိုဦးစားပေးသွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။လူဖြူတောင်အာဖရိကသားများဟာ၎င်းတို့ရဲ့အမိမြေမှာဖိနှိပ်မှုကိုရင်မဆိုင်ရဘူးလို့တောင်အာဖရိကအစိုးရကပြောကြားနေသည့်အချိန်အမေရိကန်အစိုးရကလူဖြူတောင်အာဖရိကသားများကိုဦးစားပေးလက်ခံခဲ့ပါတယ်။ Republican သမ္မတ Donald Trump ဇန်နဝါရီမှာသမ္မတဖြစ်လာခဲ့ပြီးတဲ့နောက်ဒုက္ခတွေရောက်ရှိမှုများရဲဆိုင်သွားတယ်ဆိုပေမဲ့လည်းချွင်းချက်အဖြစ်လူဖြူတောင်အာဖရိကသားများကိုလက်ခံခဲ့ပါတယ်။ တောင်အာဖရိကတွင်တွားရောက်ခြေချခဲ့တဲ့ပထမဆုံးဥရောပသားများမှဆက်သက်လာသူများဖြစ်တဲ့အာဖရိကတိုက်သား90ဝန်းကျင်ပါတဲ့ပထမဆုံးအုပ်စုဟာအမေရိကန်ပြည်ထောင်စုမှပြန်လည်အခြေချနေထိုင်ရေးအတွက်မေလမှာအမေရိကန်ကိုရောက်ရှိလာခဲ့ပါတယ်။ ထရန်ကဆာရွက်စာရန်ထောက်ထားမဲ့ရွှေပြောင်းတန်ပေါင်းများစွာကိုနေရပြန်ဖို့မယ်လို့မဲဆွယ်စီယုံရီတို့ကကတိပြုခဲ့ပါတယ်။ဒါကြောင့်သူဟာအမေရိကန်ဒုက္ခသည်ဝင်ခွင့်များပရိုဂရမ်ကိုရပ်ဆိုင်းတဲ့သမရမိတ်ပြန်တန်းကိုဇန်နဝါရီမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်လူဝင်မှုတည်ထက်ရေးကောင်စီမှအကြီးအကဲဖွဲ့ဝင်ဖြစ်ဆောင်ရနေတဲ့ Alright Chambonic ကပြောကြားရမှာ ဖိနှိပ်ခံရတာတွေကနေရှောင်ပြေးလာသူနှစ်တန်းကျော်ကို American ဒုက္ခသည်ဝင်ခွင့်များ program အရ1980ပြည့်နှစ်ကလေးက American ပြည်ထောင်စုသို့ဝင်ခွင့်ပြုခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။အခုချိန်မှာတော့အဲ့ဒီ program ကိုလူဖြူဝင်ခွင့်ပြုရေးအတွက်လမ်းကြောင်းဖြစ်အသုံးပြုမှာဖြစ်ပါတယ်လို့သူက X မှာရေးသားခဲ့ပြီး၎င်းဟာ American ရဲ့ပြည်ပဆိုင်ရာလူသားချင်းစာနာမှု program ရဲ့တရဖူအတွက်ဘလောက်နှိမ့်ချမှုလဲလို့ဆက်လက်ဖော်ပြထားပါတယ်။ Transoya ရဲ့လုပ်ရက်ကိုလူခွေရဲ့အုပ်စုများကဝေဖန်နေကြပါတယ်။ အလဲဘူးတိုင်းတို့မှာလာနှစ်ရက်နေနက်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ